မင်္ဂလာပွဲ6ပွဲတဲကပထမဦးဆုံးပွဲလေးအနေနဲ့ဆေးဆက်တောင်းရဲမင်္ဂလာပွဲလေးကိုအေးချမ်းချမ်းလေးနဲ့ရိုးရမပြတ်ကျင်းပခဲ့ကြတဲ့တရုတ်ဆောင်ဟေးဝရန်နဲ့ဆူပြေတဲ့စဉ်မင်္ဂလာပါပရိသတ်ကြီးရှင်ဒီကနေ့အောက်တိုဘာလ17ရက်နေ့မှာတော့တရုတ်ဆောင်ဟေးဝရန်ကသတို့သမီးဖြစ်သူဆူပြေတဲ့စဉ်ကိုလူကြီးမိဘဆောင်ရရှိမှတောင်းရန်ခဲ့ပြီးဆေးဆက်မင်္ဂလာပွဲလေးကိုကျင်းပပြုလုပ်ခဲ့တာပဲဖြစ်ပါတယ် တရုတ်ဆောင်ဟေးဝီယန်နဲ့ဆွေပြေးသင်းတို့ချစ်သူနှုတ်ဦးဟောင်းချစ်သူသက်တမ်း6နှစ်ကျော်လက်တွဲခဲ့ပြီးတဲ့နောက်ချစ်သူတွေရဲ့ပန်းတိုင်းဖြစ်တဲ့လက်ထက်ချင်းအစီအစဉ်တွေကိုကျင်းပပြုလုပ်ခဲ့ကြတာပဲဖြစ်ပါတယ်ဟေးဝီယန်ရဲ့ဆွေပြေးသင်းတို့ဆောင်တွဲဟောင်းမိကလာပွဲ6ပွဲအထိကျင်းပပြုလုပ်သွားမှာဖြစ်ပြီးဒီကနေ့အောက်တိုဘာလ17ရက်နေ့မှာတော့စီးဆက်မိကလာပွဲလေးကိုနှစ်ဖက်လူကြီးမိဘဆုံးလင်းစွာနဲ့အေးအေးချမ်းချမ်းကျင်းပခဲ့ကြတာပဲဖြစ်ပါတယ်။ ။လာမယ့်အောက်တိုဘာလ14ရက်နေ့မှာတော့ဆူလျားရစ်ပတ်ထိမ်းမြားမင်္ဂလာပွဲကိုကျင်းပမှာဖြစ်ပြီးငယ်စဉ်တဲလေးရဲ့မင်္ဂလာပွဲကိုကျင်းပပွဲအတွက်အနုပညာညီကိုမောင်နှမတွေနဲ့ခင်မင်ရတဲ့သူတွေကိုလည်းဖိတ်စာတွေကမ်းပြီးတော့ဖိတ်ကြားထားပေးတာဖြစ်ပါတယ်။ ငယ်စဉ်အတည်းလေးရဲ့တောင်ရန်ဆေးဆက်မင်္ဂလာပွဲလေးမှာတော့ဟိဝိယန်တို့မိသားစုတွေကလည်းစောစောညီညီပါဝင်ခဲ့ကြသလိုတရုတ်ဆောင်ဆိုပြေတစင်ရဲ့အမတွေဖြစ်ကြတဲ့ဆွေမြတ်သူစာနဲ့ဆန်နေမြင့်လွင်တို့ကလည်းဆိုပြေအတွက်ဂုံယူဝမ်းမြောက်စွာနဲ့ပဲဆေးဆက်ပွဲလေးကိုတက်ရောက်လာခဲ့ကြတာဖြစ်ပါတယ်။ ငယ်စဉ်ကိုချစ်ကြတဲ့ငယ်စဉ်ဖန်လေးတွေအနေနဲ့လည်းဒီနေ့လေးကသူတို့တွေအမြဲတမ်းမျှော်လင့်ခဲ့ကြရတဲ့နေ့လေးတစ်နေ့ဖြစ်ပြီးအနုပညာမောင်နှမနှစ်ယောက်ကိုသဘောတူခဲ့ကြရတာကနေအမတ်တကယ်မင်္ဂလာပွဲကျင်းပနိုင်တဲ့အထိဆန္ဒလေးတွေပြေဝခဲ့ကြရတာလည်းဖြစ်ပါတယ်။ပရိသတ်ကြီးအနေနဲ့လည်းဒီနေ့ငယ်စဉ်အတွဲလေးရဲ့ပထမဆုံးဆေးဆက်မင်္ဂလာပွဲလေးကိုကြည့်ရှုပြီးထပ်တူဝမ်းသာနေကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်ရှင်။